မင်္ဂလာပါဒီနေ့တော့အဲ Joshua Vanier UFC 317ပွဲစဉ်ကြောင်းကိုတည်တည်ချာချာလေးဆွေးနွေးကြည့်ကြတာပေါ့ဟုတ်ကဲ့ပါဆေးဝင်စားစရာပွဲစဉ်တစ်ခုဖြစ်လာမှာတည်ကြပါရယ်အဓိကတော့လေသူ့ပြိုင်ပွဲ Brandon Royva နဲ့ရှင်းပြိုင်ရမှာကြုံနေရတဲ့အခက်အခဲတွေအထူးသဖြင့်ဟိုအရက်လေးလက်မှာပိုနိုင်ပြီးခြေတန်လက်တန်တူနေတယ်ဆိုတဲ့အချက်ပေါ့อืมအဲ့ဒီရုပ်ပွဲစဉ်ရောက်ွားချချက်ကဒီပွဲရဲ့အဓိကပြောစရာတစ်ခုဖြစ်နေတာလေ ဆိုတော့အဲ့ဒီအားနည်းချက်ကိုသူဘလို့ကြော်ဖြတ်ထုတ်ပြင်ဆင်နေလဲဆိုတော့ကိုဒီနေ့အဓိကကြည့်ကြမယ်။ interview တွေတုံးတက်ချက်ကြီးလေးရှိတယ်ဆိုတော့လေဟုတ်ပါတယ်။ Brandon Royval က UFC အဆင့်1 fighter ဆိုတော့ Van ဟတွက်တကက်စင်ခေါ်မှုပဲ။အရက်လေးလက်မှာပို့ရှည်တာကတော်တော်လေးကြွားချမ်းမှုရှိနိုင်တယ်။အထူးသဖြင့်လက်တံပေါ့။ဟုတ်တယ်ဟုတ်တယ်။အရင်မြစ်တင်မှာလည်းဖော်ပြထားတယ် Van ကခြေတံလက်တံတိုးတယ်ဆိုတော့လေအထူးသဖြင့် Royval လိုအဆင့်မြင့် playback မျိုးနဲ့ဆိုပြီးအကွာအဝေးထိန်းချုပ်ဖို့ရော။ ချုပ်ဖို့ကြိုးစားတဲ့အခါရောအားနေချက်ဖြစ်နိုင်တာပေါ့နော်မမိုင်ချုပ်ကွက်ပိုင်းမှာဆို Roy Ver ကအတူလေးကောင်းတယ်လေ Van ကိုတိုင်းကလည်းအဲ့ဒါကိုဝန်ခံထားတာတွေ့ရတယ်อืม Brandon River ကချုပ်ကွက်အတော်ကောင်းတဲ့ fighter ပါလို့သူ့ကိုယ်တိုင်ပြောထားတာဆိုတော့အရက်ရှည်လက်တန်းရှည်ပြီးချုပ်ကွက်ကောင်းတဲ့ပြိုင်ပဲဆိုတော့ဟိုကိုလူတို့တို့လေးတလီထားရမယ်ချစ်ပဲဟုတ်ကဲ့ဒါပဲစိတ်ဝင်စားစရာကောင်းတာက Van ကလေအင်ကားနဲ့မတူတော့ပဲသူ့ရဲ့ပြင်ဆင်မှုပုံစံကိုပြောင်းလိုက်ပြီး အဲ့ဒါလေးပြောပြပါအောင်ဘယ်လိုပြောင်းလိုက်တာလဲအင်းကဆိုသူကပြိုင်ပတ်ရကွဲတွေကိုတိတ်မကြည့်ဘူးညီးပြကိုပဲလီလာခိုင်းတာများတယ်လို့အရင်မြစ်တချို့မှဖက်ရတယ်ဒါပေမဲ့ဟို Charles Johnson ရှုံးသွားပြီးနောက်ပိုင်းပေါ့အော် hobby hobby အဲ့နောက်ပိုင်းမှာသူချင်းကပုံ ပြောင်းလိုက်တယ်ပို့ပြီးတော့อืมပြိုင်ပတ်ကို focus ထားပြီးပြင်ဆင်လာတယ်ဆိုတဲ့သဘောပေါ့အဲ့ဒါကတော်တော်အရေးကြီးတဲ့ပြောင်းလဲပဲနော်အခုဆိုသူကိုယ်တိုင်ပြိုင်ပတ်ဗီဒီယိုတွေကြည့်ပြီးလေ့လာတယ်ဆိုတော့ဟုတ်တယ်ရော်ဗန်နဲ့ပွဲတီထီပီဆိုရတယ်သူထိုးပွဲတွေကိုအကုန်ကြည့်ပြီးပြီလို့သူကိုယ်တိုင်ပြောထားတာ ဟိုတော်တော်ပြင်ဆင်ခါတာပဲအိုးအရင် Bruno Silva ပွဲတုန်းကလည်းအဲ့လိုပဲပြိုင်ဘက်ဘလို့ထိုးလာမယ်ဆိုတာကြိုသိနေတယ်လို့တောင်သူပြောခဲ့သေးတယ်လေဒါဆိုရင်တော့အဲ့ဒီအရမောင်ချေတန်လက်တန်ကွာခိုက်ခဲ့ကိုသူ့ရဲ့အခုလိုအသေးစိတ်လက်လာမှု view ဟာပိုင်းနဲ့ကြော်လွားဖို့စူးစမ်းနေတယ်တော်ပေါ့အတိကြပဲ ပြိုင်မဲ့ရဲ့ချုပ်ကပိုင်းတွေလက်တီထိုးချက်တွေနဲ့ကစားပုံတွေကိုတေချစနစ်တကျလစ်လာတဲ့ဆိုတာကအဲ့ဒီလက်တန်ရှည်တာချုပ်ကကောင်းတာတွေကိုဘလို့တုံ့ပြန်မလဲဘလို့ကို့အာတာချက်နဲ့ထိုးပေါက်မလဲဆိုတာကိုကြိုးပြင်စင်တာပဲပေါ့သူရဲ့အာတာချက်တွေကတော့ဘာရှိအောင်မလဲသူကပတ်စုံတော်တယ်လို့တော့ထိထားတယ်ဟုတ်တယ်ဝမ်ဟာအချိုးရောမတက်ရထိုးတာရောရတယ်ပြီးတော့လျင်ញံမှုလည်းရှိတယ်လေအသက်ကလည်း23ပဲရှိသေးတာဆိုတော့အသက်ငယ်သေးတာပဲဟုတ်တယ်အကောင်းဆုံးပုံစံကိုရောက်ဖို့အများကြီးကြမ်းနေတယ် စပီတိုတက်လာအောင်မဒီဘွေးသားသူ့အတက်ဘယ်လောက်ရေးပါလဲဒါသူ့ရဲ့ပထမဆုံး main card ပွဲနော်ဟုတ်တယ် main card မှာထိုးရမှာဆိုတော့ပိုးပြီးအယုံစိုက်ခံရမယ်ပွဲပြီး interview တွေပါရည်လည်းပြည့်ပြည့်စုံစုံဖြည့်လာမယ်လို့ဆိုတယ်ဖြည့်အားလည်းပိုများမှာတည်ချတယ်အဓိကတော့နိုင်ရင် UFC cover လို့ပွဲတော်တော်လေးနီးစပ်သွားပြီလို့ပြောနေကြတယ်ဟုတ်လား အေးအဲ့လိုသုံးသမှုတွေတော်တော်များများတွေ့ရတယ်။ Van Gogh ကလည်းဒီပွဲကကျွန်တော်ရဲ့မြှို့လေးချက်ဖြစ်တဲ့ Champion Carbon နဲ့လည်းတက်ဆိုင်တယ်လို့ပြောထားတော့သူ့အတွက်တော့ဒါကအဆုံးဖြတ်ပေးမယ့်ပွဲကြီးတစ်ခုပဲ။ဟုတ်ပါပြီ။ Ascent Fighter နဲ့ရင်ဆိုင်ရမှာရုပ်ပိုင်းဆိုင်ရာအားနည်းချက်လည်းရှိတယ်။ဒါပေမဲ့ပြင်ဆင်မှုပုံစံသင်တဲ့ယုံကြည်မှုအပြည့်ရှိနေပုံပဲ။ဟုတ်တယ်။အရင်မြစ်တကူမှာဆိုရင် Van နိုင်မယ်လို့ပြောရဲတယ်ဆိုပြီးရဲရဲဝံ့ဝံ့ခံမှန်းထားတာတော့ရှိတယ်။ဒါကသူ့ပေါ်မြှို့လင်းချက်ဘလောက်ကြီးလဲဆိုတာပြတာပေါ့။ကဲဒါဆိုအနစ်ချုပ်ရရင် Joshua Van Genoa yet လက်တံအားနေချက်ရှိပေမဲ့အဲ့ဒါကိုကျော်လွှားဖို့ပြိုင်ဘက်ကိုတေချာလက်လာတဲ့နီလန်သစ်ကိုတုံထားတယ်။သူ့ရဲ့ပတ်ဆုံးချင်းချင်းမှုညင်မြန်မှုတွေနဲ့ပေါင်းပြီးဒီမိန်ကကွဲကန်နဲ့အခွင့်အရေးကြီးကြီးရယူဖို့ကြိုးစားနေတာကော။ Ừm ဆိုတော့စဉ်းစားစရာကအဲ့ဒီရုပ်ပိုင်းဆိုင်ရာအားနေချက်ကြီးကိုလေသူ့ရဲ့ပင်စင်မှုနီးပြိုဟာပြီးတော့စိတ်သက်ပိုင်းဆိုင်ရာပြတ်သားမှုတွေနဲ့ဘလောက်အထိကျော်လွှားနိုင်မလဲဆိုတာပဲ။သူ့ရဲ့ပြောင်းလဲလာတဲ့ပင်စင်မှုကအလုတ်ဖြစ်မလားမဖြစ်မလားဆိုတော့ကော။ UFC တုံးကတစ်စမမီရတော့မှာပေါ့နော်ဟုတ်ကဲ့ဆုံကြည့်ရမယ်ပွဲကောင်းတစ်ပွဲပါပဲ